ီတစ်ခါမှာတော့အနှစ်40ကျော်လာပြီဖြစ်တဲ့ရှမ်းပြည်ကမုံလူဝေလုပ်ငန်းတစ်ခုစီကိုလုံငါရောက်ခဲ့ပြန်ပါတယ်။မုံလူဝေဆိုတာမြေပြန့်ဖတ်မှဆိုရင်ဖျားပွဲတွေမှာမှတွေ့ရတတ်တဲ့မုံဖြစ်ပေမဲ့မမြင်ရတာကြာလို့အမိခံရတဲ့ထဲတော့မပါခဲ့ပါဘူး။အထူးကပါဝင်ပစ္စည်းဖြစ်တဲ့ ဟဲဟူတလောပင်တရာဖက်ကထွက်တဲ့ဆန်လုံးကိုတညက်နေလုံးရေစိမ့်ရေပြောင်အောင်စေးပြီးရေစစ်ပြီးမှကြိတ်တဲ့အစင်ကနေစလှုပ်ရပါတယ်။ဒီလိုနဲ့ရလာတဲ့မုန်းနှစ်ကိုရေနွေးဥကိုအောက်ကနေခံထားတဲ့ပေါင်းချောင်ပေါ်မှာပိတ်ပါးစားကိုတင်းတင်းအောင်အောက်ကလည်းတဖြည်းဖြည်းမြည်ရဲ့အထိမီးရှိန်ကောင်းကောင်းပေးရင်းနဲ့စင်စလားကြီးထဲမှာအာဖတ်တရာဖြောင်းထားတဲ့မုန်းကြီးကိုအုံမုံခွက်နဲ့မုံကြီးနှစ်ခွက်ကိုမုံတစ်ချက်နှုံးစီနဲ့စပြီးတော့ပေါင်းမာတော့ရင် ရှမ်းပြည်မုံလီဝီလေးမှာပဲပါတက်တာကတော့မုံသားကိုပို့ပြီးစိမ့်စီဖို့နှမ်းလုံးများများထည့်ပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်ရှမ်းပြည်မှာမုံလီဝီကိုနှမ်းထုမုံကျွတ်လို့လည်းခေါ်ကြပြန်ပါတယ်။ဒီလိုနဲ့ရင်းနှွေးငွေ့နဲ့မုံရည်လေးတွေတင်းလာပြီးမုံသားလေးဤပြီးဆိုရင် မကတ်အောင်လို့ရေစိမ်ထားတဲ့ဝါးထုတ်လေးနဲ့အပြတ်လိုက်လေးရအောင်အလိုက်တင်လေးယူတက်ကယ်လေးအပေါ်မှာမုံသားလေးကိုအလွှားလိုက်လေးပြန်တင်ရင်ဆင်စလာကြီးတဲ့ကမုံနှစ်တွေကုန်တဲ့အထီလောက်ကြပါတော့တယ် အခုလိုမျိုးအချောင်းမခံရသေးတဲ့အဆင့်မှာတော့မုံချွတ်ပြဲလို့ခေါ်ပြီးတုတ်စားရပဲဖြစ်စီပဲစီလေးနဲ့တုတ်စားရပဲဖြစ်စီစားလို့ရပါသေးတယ်။မုံချွတ်ပြဲလေးကိုအပြားလိုက်လေးအချောက်ခံလိုက်ရင်တော့မုံလေးပွေအစိမ်းလေးကိုရပါပြီ။ကျွတ်နေအောင်ချောင်းနေတဲ့မုံသားလေးကိုဝါလက်လေးထဲညှပ်ပြီးစိတ်ရှည်လက်ရှည်နဲ့တစ်ဖက်ပြီးတစ်ဖက်ချက်အောင်မြင်းကြည့်ခဲနဲ့ပြန်ကင်တဲ့အခါမှာ ပွားပွားလာပြီးတော့မုံလီပွေလေးရလာပါတော့တယ်။စေးဖက်ဝဲနှမ်းမဲလုံးများများပါတော့ကင်းနဲ့နာသွားထိုင်နေရင်မွေးပြီးစားရင်စိတ်တက်တက်ကလေးမို့လို့ပူချိုက်နှစ်သက်ရဗာလီနဲ့ပဲတွဲစားစားလိုက်ဖက်လာပါတယ်။ဆန်လုံးကြီးရဲ့အာဟာရတဲ့ကြွယ်ဝမှုကခွန်အားဖြစ်စေတာကြောင့်လူကြီးလူငယ်မရွေးနှစ်သက်ကြတာလည်းဖြစ်ပါတယ်။မုံလီပွေကိုသွားဝယ်တဲ့အခါမှာတော့အတွဲလိုက်ကိုအလဲတက်တက်မှနှိမ့်နဲ့ဖောက်ပြီးပြေးလိုက်မှဖြစ်ပါတယ်။ လေးလုံအောင်ထားရင်ဘလောက်ကြကြထားထားကျွတ်ကလေးနဲ့စားကောင်းနေမှာပါလုံးရဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မမြင်ရတာကြားရတဲ့တွေအနေနဲ့မုံလီခွေလေးကိုအလွမ်းပြေဖို့ပြောလဲပါတယ်။နောက်ဘလော့လေးတွေထဲမှာပြန်ဆောင်ကြပါမယ်။တက်တာ